အိန္ဒိယမှာတရားသူကြီးချုပ်ကိုရှင်နေတအုပ်ကဖက်နှက်နဲ့ကောက်ပေါက်ခဲ့တယ်လို့သိရပါတယ်။အောက်တိုဘာ6ရက်နေ့တုန်းကဒေလီမှာဟိန္ဒူဘာသာရေးနဲ့ပတ်သက်လို့တရားသူကြီးချုပ်ဂါဗန်ရဲ့မှတ်ချက်စကားတွေကိုမကျေနပ်လို့ရှင်နေကဖက်နှက်နဲ့ပေါက်ခဲ့တာလို့ဆိုပါတယ်။အိန္ဒိယမှာတော့ဖက်နှက်နဲ့ပေါက်တယ်ဆိုတာကပုဂ္ဂိုလ်ရေးအရာအပြင်းထန်ဆုံးစော်ကားထုတ်နှက်မှုတစ်ခုဖြစ်ပါတယ်။ပြီးတော့လုံခြုံရေးရှုထောင့်ကကြည့်ရင်လဲလေဟာမှုကြီးတစ်ခုလို့ဝေဖန်ထောက်ပြမှုတွေပေါ်လာပါတယ်။တရားခွင်တစ်ခုထဲမှာရှိနေချင်းဂါဗိုင်နဲ့တခြားတရားသူကြီးတဦးစီကို ဖက်နဲ့တစ်ဖက်ပြန်ဝဲသွားပြီးသူတို့ရဲ့နောက်ပန်းနာစီကြာသွားတာကိုမြင်ခဲ့တယ်လို့ရှေ့နေတူကဆိုပါတယ်ဖက်နဲ့ပောက်ခဲ့သူကတော့ Rocket Kashori ဆိုတဲ့ရှေ့လေးပါပြီးတော့ Hindu ဘာသာရေးကိုစော်ကားနေတာတွေအပေါ်အိန္ဒိယကသိခံမှာမဟုတ်ဘူးလို့အော်ပြောခဲ့သေးကြောင်းမျက်မြင်တွေကဆိုပါတယ်ဒီဖြစ်ရပ်အပြီး Kashori ရဲ့ရှေ့နေလုပ်ပိုင်ခွင့်တွေဆိုင်းငံ့ခံထားရပါတယ်ဖြစ်စဉ်နဲ့ပတ်သက်လို့အသေးစိတ်ကိုမထုတ်ပြန်ပေမဲ့ပြီးခဲ့တဲ့လက Madhya Pradesh ပြည်နယ်မှာ ခုနှစ်ပေအမြင့်ရှိတဲ့ဗေဒနိုးနတ်မင်းရုပ်ထုတိဆောက်ရမှုနဲ့ပတ်သက်တဲ့အယူခံကိုဂါဗိုင်ကပယ်ချခဲ့ပါတယ်။အဲ့ဒီအယူခံကလူစိတ်ဝင်စားအောင်လှုံ့ဆော်တာဖြစ်ပြီးနတ်ဖျားကိုယ်တိုင်ကိုယ်ကိစ္စကိုရှင်းဖို့သွားတောင်းဆိုတင်ကြောင်းတရားသူကြီးဂါဗိုင်ကပြောခဲ့တာပါ။ဒီစကားကိုမကျေနပ်တာကြောင့်အဲ့ဒီကိစ္စနဲ့မဆိုင်တဲ့တီးကြားတရားခွင်တစ်ခုမှာရှင်နေကာရှိုရီကဂါဗိုင်ကိုဖနှက်နဲ့ပောက်ခဲ့တာလို့ဆိုပါတယ်။ကာရှိုရီကိုလုံခြုံရေးဝန်ထမ်းတွေကဖမ်းခေါ်ထုတ်သွားပြီးတဲ့အချိန်မှာဂါဗိုင်ကတော့အေးအေးဆေးဆေးပဲရှိနေခဲ့ပါတယ် ပြီးတော့တခြားရှင်တွေကိုအာယုံမလွင့်ကြဖို့အပြန်လန်ဆိုရီတင်သွင်းကြဖို့တက်တောင်တက်တာပဲလှမ်းပြောခဲ့တယ်လို့မျက်မြင်တွေကပြောပြတာပါဖနက်နဲ့အပေါက်ခံရတဲ့ဖြစ်စဉ်ကိုဂါဗိုင်ကလူသိရှင်ကြားတစ်ခုခုထုတ်ပြောတာမျိုးမရှိခဲ့ပါဘူးကာရှိုရီကိုတီးကြဆွဲချက်တွေတင်ဖို့လည်းမရှိဘူးလို့အာနာပိုင်တွေကနောက်ပိုင်းမှာအတည်ပြုခဲ့ပါတယ်ရှင်